ကိုယ့်ရဲ့မှတ်ပုတ်မှာဒီလိုမျိုးပုံစံဝေါ်ပေပါအလန်းစားလေးတွေကိုကျွန်တော်တို့ကဘယ်လိုမျိုးအလွယ်တကူချိန်ပြီးတော့အသုံးပြုလို့ရနိုင်မလဲဆိုတာကို knowledge အနေနဲ့ sharing ပေးသွားဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေကကိုယ့်ရဲ့မှတ်ပုတ်မှာအသုံးပြုနေတဲ့ဝေါ်ပေပါကြီးကပုံမှန်ပုံတုံးကြီးဖြစ်နေလို့ရိုးနေပြီဆိုရင်တော့ဒီလိုမျိုးပုံစံအလန်းစားလေးတွေကိုချိန်ပြီးတော့အသုံးပြုလို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုပြောပြမှာဖြစ်လို့ဒီကနေ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်သွားပေးစီချင်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ကျွန်တော်တို့က wallpaper change မှာဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့ change ခြင်းနဲ့ map port ထဲကိုကျွန်တော်တို့ကအရင်ဆုံးသွားမှာဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်က right click ကိုထောက်လိုက်မယ်။ right ကိုထောက်ပြီးဆိုတာနဲ့သူ့မှာဆိုရင် change wallpaper ဆိုတာပေါ်လာလဲပေါ့နော်။ change wallpaper တွေဝင်လိုက်မယ်။ဒါကတော့ကျွန်တော်တို့ right click ကိုထောက်ပြီးတော့ဝင်လို့ရတဲ့နည်းလမ်းပါ။တကယ်လို့မိတ်ဆွေက right click ကိုထောက်ပြီးတော့မဝင်ချင်ဘူး။ setting နဲ့ရောက်ဝင်မယ်ဆိုရင်လည်းဝင်လို့ရတယ်။ကျွန်တော်တို့ app icon လေးကိုနှိပ်ပြီးတော့ setting ကိုသွားမယ်။ ပြီးရင် setting နဲ့ကိုရောက်ပြီးဆိုတာနဲ့ hobby bar တက်သေးကိုသွားမယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ right click ကိုထောက်ပြီးဝင်လာတဲ့အတူတူပါပဲ hobby bar တက်သေးကိုရောက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကိုသူက hobby bar ချိန်လို့ရတဲ့နေရာလေးတွေကိုပြနေလိမ့်မယ်သူမှဆိုရင်တော့ကျွန်တော်တို့ original bar ရဲ့ hobby bar နေလည်းရှိသလိုဒီတက်မှုတွေ light တွေပေါ့နော်ပြီးရင် picture တွေကိုလည်းကျွန်တော်ကစိတ်ကြိုက်ချိန်လို့ရတယ် တကယ်လို့ကျွန်တော်တို့ကသူပေးထားတဲ့ hobby ပါတွေကိုမချိန်ချင်ဘူးကျွန်တော်ရှေ့ကပြခဲ့သလိုကျွန်တော်ကျွန်တော်ရဲ့ဒီလိုမျိုး hobby ပါအလန်းစားလေးတွေကိုချိန်ချင်နေဆိုရင်လည်းအဲဒီဘီအဲဒီ hobby ပါအောက်လေးကိုနည်းနည်းလေးဆွဲလိုက်ပေါ့နော်သူ့မှာဆိုရင် F4 ဒါဆိုရှိတယ် F4 ဒါတွေကိုကျွန်တော်ကဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ download ဆွဲထားတဲ့ပုံလေးဖြစ်ဖြစ်ကျွန်တော် device ထဲမှာရှိတဲ့ပုံလေးဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကစိတ်ကြိုက်ပုံလေးကိုသူ့ရဲ့ dynamic wallpaper ပါမှာပေါ့နော် အဲဒီ download installing တင်ပြီးတော့ကျွန်တော်တို့စိတ်ကြိုက်ကျော်ရဲ့ MacBook မှာ wallpaper တွေကိုအလွယ်တကူချိန်လို့ရသွားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်တော့သူကဒီ bin in ပါတဲ့ wallpaper တွေကိုကျွန်တော်ကအသုံးပြုကျင်နေဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကအရင်ဆုံး download ဆွဲထားဖို့လိုမယ်။ download ဆွဲပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကစိတ်ကြိုက်ချိန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ကျွန်တော်ရှေ့ကပြထားခဲ့တဲ့ ခေါ်ပြီးပါအလန်းစားလေးတွေလိုချင်တယ်ဆိုရင်လည်းကျွန်တော်ဒီနေ့ဗီဒီယိုရဲ့ comment အောက်မှာလည်းကျွန်တော် Telegram channel link လေးပေးထားတယ်။အဲ့ဒီ Telegram channel link နဲ့မှာကျွန်တော်ခေါ်ပြီးပါအလန်းစားလေးတွေကိုပေးထားလာဖြစ်လို့မိတ်ဆွေအနေနဲ့က free ပေါ့နော် download ဆွဲပြီးတော့ကိုစိတ်ကြိုက်ချိန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေအနေနဲ့လည်းကိုယ့်ရဲ့မပေါ်မှာပါနော်ဟောပြီးပါတယ်ကိုကိုစိတ်ကြိုက်အလွယ်တကူချိန်လို့ရနိုင်မယ့်အကြောင်းကိုနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ ီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့တစုံတရာအကျိုးရှိတယ်ဆိုရင်တော့ဗောနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and like and subscribe လေးမလို့အတင် like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာဒီနေ့ဗီဒီယိုလေးကလည်းအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်